မားတို့ကျွန်တော်တို့ပဲလှကျင်တာမဟုတ်ဘူးဖက်တီရတယ်လှကျင်ပါတယ်အဲ့လိုဖက်တီလှပဖို့အတွက်ဖက်တီကိုအလှဆင်တဲ့အလုံးတွေဆိုတာလည်းရှိပါတယ်အဲ့ဒါတွေကဘာကြီးလဲဆိုတော့ model verb တွေပဲဖြစ်ကြပါတယ်ဒီနေ့ကျွန်တော်ဘာကြောက်ပြောမလဲဆိုရင် model verb အကြောင်းကိုပြောပါပါအင်္ဂလိပ်စာလေ့လာတဲ့အခါမှာ model verb တွေကလည်းမတိမဖြစ်သိထားမယ့်အထက်မှာပါပါတယ်ကအဲ့တော့ model verb တွေအများကြီးရှိတဲ့အထက်မှာကျွန်တော်ကတော့အခြေခံအကြဆုံးတော့ဒါအင်္ဂလိပ်စာအောက်သက်ချေဖို့ series ဖြစ်ဖြစ်တဲ့အတွက်ကြောင့် ဒီ model fat ထဲမှာမှာအခြေခံအကြဆုံးနဲ့အသုံးများဆုံး model fat လေးခုအကြောင်းပြောပြမှာဖြစ်တယ်အဲ့ဒါဘာလဲဆိုရင် can C A N can ဆိုရဲနောက် W I L L weight W I L L weight ဆိုရဲအဲ့နောက်ဟာကြတော့ S H O U L D should should ဆိုရဲနောက်ဟာကြတော့ M U S D must must ဆိုရဲအတန်လေးက can will should must ဆိုပြီးတော့ဖြစ်ပါတယ် whatever ကိုမြင်တဲ့အခါမှာမှတ်ထားမှာကကျွန်တော်တို့ရှင်းမှာတည်ထားပြီးတဲ့ series ဒီ day ဒီ series อ่ะပေါ့เนาะရှေ့က day တွေမှာကျွန်တော်တည်ထားပြီးခဲ့တာဘာတည်ထားပြီးလဲဆိုရင် verse 0တို့ verse 1တို့ verse 2တို့ verse 3တို့ကျွန်တော်တည်ထားခဲ့ပြီးပြီး ing တည်ထားခဲ့ပြီးပြီးမနေ့ကအထည်ဆိုရင် test 3ခုအထည်ကိုကျွန်တော်ဟိုရှင်းပြခဲ့ပြီးပြီပေါ့เนาะဒီနေ့ကဘာပြောမှာလဲဆိုရင်အဲ့ဒီ model verb တွေကိုပြောပြမှာဖြစ်တယ် model verb ကိုမြင်ပြီးဆိုတော့ねသူ့နောက်မှာ verb လောက်ပဲလိုက်လဲဆိုရင် verse 0ပဲလိုက်တယ်ဆိုတော့ခေါင်းထဲကိုကျွန်တော်ထည့်ရမှာဖြစ်ပါတယ်အဲ့တော့ခံရနောက်မှာ verse 0ရှိမှာဗျာဝင်နောက်မှာ verse 0 first zero လိုမျိုးဖြစ်နေတယ်ဗျ။အဲ့လိုမှတ်ထားပါ။ first zero ဆိုတော့ဘာမှ SD ESD ED တွေမထည့်တဲ့ original အလုံးပဲဖြစ်ပါတယ်။ဟုတ်ပြီ။အလုံးစီရထိတ်ကြရအောင်ကျွန်တော်ပြောပြပေးမယ်။ CN ခံက90လို့ခေါ်တယ်။ CN ခံဆိုတဲ့အလုံးကိုဒါ model တွေကြီးပဲနော်။ can we should max နောက်ဆက်လက်ကြံသေးရ။အသေးစိတ်ချမှတ်ပြောမယ်နဲ့ဒီလေးလုံးကိုအခြေခံသဘောအရကျွန်တော်ကျွန်တော်ပြောပြမှာဖြစ်တယ်။ဒါကိုသိရင်တော့တော်တော်များများအခြေခံတော့သုံးလုံးရပြီပေါ့။ဟုတ်ပြီ။ CN ခံဒီဘယ်လိုထိပ်ပဲထွက်လဲဆိုလို့ရှိရင်90လို့ထိပ်ပဲထွက်တယ်။ဥပမာအဖြစ်ဆိုရင် can go အဲဆိုလို့ရှိရင် သွားနိုင်သည်ကိုကသူ့ဘာသူနေတုန်းကဆိုလို့ရှိရင်ဗာလဲဆိုလို့ရှိရင်သွားသည်လို့ပဲထိပဲထွက်တာအဲဒါပေမဲ့ခံရလဲတွေ့တဲ့အတွက်ကရိုးသွားတယ်လေသွားနိုင်သည်ဆိုပြီးတော့ကာလာလေးချင်းသွားတယ်အားကြောင့် vert တွေမှာလည်းသူ့အလှဆင်ပဲ model vert တွေဆိုတာရှိပါတယ်အဲ့တော့ခံကိုဆိုတာပါလဲဆိုရင်သွားနိုင်သည်မှတ်ထားမှာတစ်ခုက he can go ပုံမှန်ဆိုရင်သူသွားသည်ဆိုတော့ he goes ပေါ့နော်ဒါ vert 1 vert 1ဆိုရင်ရှိရကောင်းကြည့်တခုဝင်းဆိုရင်ဒီမှာ SE ရထည့်ရမယ်လို့ကျွန်တော်ပြောခဲ့ပြီးပြီ။ဒီ HE မှာဖြည့်တဲ့ Go ကြတာဘာကြောင့် SE ရမထည့်ရလဲ? မှာရှိမှာခံဆိုတဲ့ model valve ရှိတဲ့အတွက်ကြောင့် model valve ကနောက်မှာ valve 0ပဲလိုက်ရမယ်ဆိုရင်စီကံကြောင့်မထည့်ရပဲဖြစ်ပါတယ်။ဟုတ်ပြီနော်။ဟုတ်ပြီ။အဲ့ဒါပြီးတော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင် wheel wheel ကြတော့လိမ့်မီလို့မှတ်ထား။အနာဂတ်အတွက်သုံးရတယ်။အနာဂတ်တက်သုံးတဲ့ဆိုတဲ့နေရာမှာအနာဂတ်ကိုပြောနေမှာနှစ်မျိုးကျွန်တော်ရှေ့ရတစ်ခေါက်တော့အနာဂတ်ကိုတစ်မျိုးပြောထားရတယ်။အဲ့ဒါဘာလဲဆိုရင် amissa finance ကိုအနာဂတ်အတွက်သုံးရတယ်လို့ကျွန်တော်တခါပြောထားဘူးလေ။ဘလို့အနာဂတ်မျိုးလဲ။ စီစဉ်ထားတဲ့ဆုံးဖြတ်ထားတဲ့ပလန်ထားတဲ့အနာဂတ်မျိုးကို MSR ဖိုင်ဂျီနဲ့တော့ရမယ်လို့ကျွန်တော်ပြောထားခဲ့တယ်။ဒီဝေဒအနာဂတ်အကြတော့သူ့ရဲ့အစီအစဉ်ဒီအခုမှပြောလိုက်တာဖြစ်တယ်။အခုပဲဆုံးဖြတ်လိုက်တာဖြစ်တယ်။အခုမှစီစဉ်လိုက်တာဖြစ်တယ်။ဒါမို့အဲ့လိုမျိုးအနာဂတ်မျိုးဆိုရင်တော့ကျွန်တော်ကဘာလို့တုံးလဲဆိုရင်ဝေဆိုတဲ့အနာဂတ်ကိုတုံးမှဖြစ်ပါရဲ့။ဥပမာဖြစ်ဆိုရင်စားတော့ဆိုင်မှာစားနေရင်အေးငါရှင်းလိုက်မယ်ကွာ။ဒါမျိုးဆိုရင် iron wheel နဲ့တုံးရတာဖြစ်ပါရဲ့။အော်ဒီဟာကိုရှင်းမယ်ဆိုတာအိမ်မထွက်လာကြတဲ့ကဆုံးဖြတ်ထားတာမဟုတ်ဘူးလေဒီရောက်တော့မှရှင်းမယ်ဆိုပြီးစိတ်ကဖြစ်သွားတာအဲအဲ့လိုမျိုးအခုမှဆုံးဖြတ်လိုက်တဲ့ဟာမျိုးဆိုရင်တော့ ခံကိုအခုမှစပတ်တာမျိုးဆိုရင်တော့ဝေယိုတော့မှာဖြစ်ပြီးတော့အစတည်းကဆုံးဖြတ်ချက်ပလန်ချပြီးသားဆိုရင်တော့ MSR ဘိုင်းယူတော့မှာလို့မှတ်ထားပါဟုတ်ပြီဒါနောက်ထပ် color လေးတစ်ခုပါလဲဆိုရင် will တော့မှာဆိုလို့ရှိရင် he will go ဆိုလို့ရှိရင်သူသွား90ဆိုတော့ he ကနေ will လဲထွက်လာဆိုတော့သူသွားလိမ့်နီးဆိုပြီးဖြစ်သွားတယ်ကဲအားနားလဲနော်နောက်ထပ်ပါလဲဆိုရင် should should ကိုတော့ဘယ်လိုမှတ်ထားမလဲဆိုရင်တင့်သည်လို့အဓိပ္ပာယ်ထွက်တယ်သူကအကြံပေးတဲ့အခါမှာတုံးတယ် you should go အဲမင်းသွားတင့်နေနော် you should eat မင်းစားသင့်တယ်နော် you should get up early စောစောအိပ်ရာထားသင့်တယ်မြောက်မင်းကတော့ဘာလို့သင်ပါလဲဘာလို့သင်ပါလဲဆရာကြီးလို့တော့ပါတော့ဆရာကြီးလို့ပြီးအကြံပေးမယ်ဆိုရင်တော့ဘာလို့သုံးမယ်ဆိုရင် should နဲ့သုံးမယ်အဲ့တော့ he should go ဆိုရင်ဘယ်လိုအဓိပ္ပာယ်ထပ်လဲဆိုလို့ရှိရင် तू သွားသင့်တယ်အဓိပ္ပာယ်ကြီးကချိန်သွားတာ तू သွားနိုင်တယ်အဲ तू သွားလိမ့်မယ်ဟော तू သွားသင့်တယ်ဆိုပြီးတော့ should ကဖြစ်သွားပြီအားလေးဒီစာလေးမှတ်ထားတော့နောက်ဆုံး must ကတော့ဘယ်လိုအဓိပ္ပာယ်ထပ်လဲဆိုရင်ရမည်လို့အဓိပ္ပာယ်ထပ်တယ် तू ကကြတော့ should လို့မျိုးအကြံပေးတာမဟုတ်တော့ဘူးဒါတည်းနဲ့ strip တင်းကျပ်သွားပြီးအမိန်ပေးတဲ့အခါမျိုးစီကန်းနေနေရမှာမျိုးတော့တော့ပြောနော်ဥပမာဖြစ်ဆိုရင် he must go သူသွားရမယ်သူမသွားလို့မရဘူးသူသွားကိုသွားရမယ်ဆိုပြီးတော့အမိန်ပေးတဲ့အနေအထားမျိုးမှာကျွန်တော်တို့ကသုံးတာဖြစ်ပါတယ်အဲ့တော့ဒီ go ဆိုတဲ့ verb ကိုပဲ verb 0ပဲဒီရှိမှရှိရလေးလုံးကပုံစံမျိုးဖြစ်အောင်မလုပ်နိုင်လဲဆိုရင် color change ပြင်နိုင်ပါတယ်ဒါဆိုရင်နားလည်ပြီးလို့ထင်ပါတယ်နော်ဟုတ်ပြီအဲ့တော့သုံးတဲ့အချိန်မှာ tense တိုင်းကိုလေ့လာတဲ့အခါမှာကျွန်တော်အချင်းလေးလေးခုဖွဲ့ပြထားပြီးသား ဒါရှိကနေတနည်းကိုတစ်ခုစီကြက်လာခဲ့เนาะဂျားဖြတ်ကြီးကြီးလိုက်တဲ့ခါကျလို့ရှိရင်အရှိဟာနဲ့အချိတ်ဆက်မမိတမိလေးဖြစ်သွားနိုင်တယ်တခုချင်းနေလေးလာခဲ့ပါဒေးတတိပဲရှိပါတယ်ရသုံးသက်ချင်းအောက်သက်ချင်းမှာပါနောက်တစ်ခုပုံစံပါလဲဆိုရင် negative ပုံစံ Okay follower တွေပြောပါဦး negative လောက်ချင်လို့ရှိရင်ဘာလို့လဲ negative လောက်ချင် not လို့ပါတယ် not လာဖို့ဆိုရင်ဘာလို့လဲ not လာဖို့ဆိုရင်အကူလို့ပါတယ်အကူရှိလား ရှိတာပေါ့ဒီဟာတွေအကုန်လုံးကဒီ model တွေအကုန်လုံးကဘာတွေပဲလဲအကူတွေပဲအဲ့သူ့မှာဘာတွေထက်လိုက်ရုံပဲလဲဆိုရင် not ထက်လိုက်ရုံပဲပြီးပြီဘာမှအကူမခေါ်တော့ CAN မှာ possibility ထည့်ရတယ် cannot ပူးလိုက်ရင် CANN လို့မရဘူး and လို့မရရတတိထားရမယ် CAN possibility အတန်အတွက်က can't လို့နေပဲထွက်တယ် can't เนาะ will မှာ not ထက်လိုက်လို့ရှိရင် will not ဆိုအခြေလိုက်ရည်လို့အပူးရလိုက်တော့အလုံးကစလုံးပေါင်းလေးကပြောင်းသွားတယ်အဲ့ဒါဘာလဲဆိုရင် won't လို့နေပဲထွက်တယ် lame ဆိုရင် will lame မဟုတ်ဆိုရင် won't နောက်ကလုတ်တင်တာရှွတ်ရှွတ်ကိုညှောထလိုက်ရင်ရှွတ်နော့လို့အရှိရင်လို့ရတယ်လို့ S H O U L D N apostrophe B C ရှွတ်တန်လို့ဒါထပ်လို့လည်းရတယ်မလုတ်တင်ဘူးမတင်ဘူးတဲ့တဲ့ထပ်သွားတယ်ဒါမလုတ်နိုင်ဘူးဒါနိုင်တယ်မလုတ်နိုင်ဘူး we ကလိမ့်ပြီး won လိမ့်ပြီးမဟုတ်ဘူးရှွတ်ကတင်တယ်ရှွတ်တန်ဟာမလုတ်တင်ဘူး mask ကရမည်ဆိုရင်အဲ့ mask ကို must not လို့အရှိလို့ရေးလိုက်လို့ရတယ်လို့ဥပမာ message လို့ရေးလို့ရတယ်နော်မလုတ်ရဘူးဒါလည်းတားမြစ်တာပဲ mask ဆိုတာကကြတော့လုတ်ကိုလုတ်ရမယ်ဆိုပြီးတော့ခိုင်းတာ မဆန်အကြတော့မလုံရဘူးဆိုပြီးတော့ဗာလုပ်ကြလဲကြားမြစ်တာအဲ့ဒီလုံနေရကတော့နောက်မှာဘတ်ဘလောက်တွေလိုက်မလဲဆိုရင်ဘတ်0တွေလိုက်မှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ခဏဟာလေးပဲပြန်ပြောပြမယ် he can go ကိုဒီညာလေးကိုဒီခန့်လေးထက်လိုက်ရင် he can go ဆိုရင်အာ तू မသွားနိုင်ဘူးဖြစ်သွားတယ် he won't go ထက်လိုက်ရင် तू သွားနိုင်မြင်ရတယ် तू သွားနိုင်မြင်မဟုတ်လို့ဖြစ်သွားတယ် he shouldn't go ဆိုရင် ်သူမသွားတင်ဘူးဖြစ်သွားတယ်ရှော့ဆိုရင်သွားတင်တယ်ရှော့တန်းဆိုရင်မသွားတင်ဘူးနော် he must go နင်သွားရမယ်သူသွားရမယ်ဆိုတာကနေ he mustn't go အာသူမသွားရဘူးဆိုပြီးတော့ဖြစ်သွားရဲ့အဲ့တော့ဒီသဘောတရားကိုနားလည်မယ်လို့ထင်ပါတယ်ဟုတ်ပြီအဲ့တော့ negative ပုံစံပြင်နောက်တစ်ခုကပါလဲဆိုရင် yes or no question ဒါလောက်ပေါင်း follow ပါလေလာမေးခွန်းလို့အဓိပ္ပာယ်ထွက်တယ်နော်လာနော် လားမေကိုဖြစ်ရှင်ဘာလို့လဲအကူကိုရှေးထောက်ရမယ်လို့ပြောထားပြီးသားရှေးရဇာကွက်ဒီမှာအများအလိုလုံနေကြတယ်တခြားတန့်တယ်အကွာမော်ဒန်နဲ့လောက်တာအကူကိုရှေးထုံဆိုအကူပါလားဆိုတော့ပါတယ်အဲ့တော့အဲ့ကန်ကိုပဲရှေးထုံမှာကန်ပြီးရင် subject ပြီးရင် verb 0ပဲအဲ့တော့မိုက်ရနော် modality က verb 0ဆိုတာအတတ်အနေနဲ့ပဲတော့တာ rc ရမရှုပ်တော့ဝေရှင်ဝေကိုရှေးထုံဝေပြီးမှ subject လား verb 0ရှုပ်ရှင်ရှုပ်ကိုရှေးထုံပြီးရင် subject လား verb 0 mass ရှင် mass ကိုရှေးထုံနော်ပြီးရင် subject လား verb 0ဟော can he go တူသွားနိုင်လား will ရှိထုတ်လိုက် will he go တူသွားလိမ့်မလား should he go တူသွားသင့်လားเนาะ must he go တူသွားရမှာလားဒီလိုမျိုးအဓိပ္ပာယ်တွေဘာဖြစ်လဲဆိုလို့ရှိရင်ထွက်သွားပါတယ်အဲ့တော့ must နေရာမှာ have to တုံးတဲ့အသုံးလုံးလည်းရှိသေးတယ်အဲဒါပေမဲ့ဒီမှာရှုပ်သွားမှာဆိုလို့ကျွန်တော် must he go လို့ပဲပြောလိုက်တယ်ပေါ့เนาะတူသွားရမှာလားဆိုတာလေးမှတ်ထားပါအဲ့တော့လာမေကွန်ရသွားပြီပေါ့နော်နိုင်သလားလိမ့်မလားတင့်သလား ရမှာလားနောက်ဆုံးပုံစံကတော့ဘာ question လဲဆိုရင် WA question ဗမာလို့ဆိုရင်လဲမေကုန်းလဲမေကုန်းဖြစ်ချင်းခါတဲ့ကျွန်တော်ပြောနေကြလို့ပဲ WH ကိုဒီ yes or no မေကုန်းအရှိလေးမှာထည့်လိုက်ဒါဆိုရင်ဘာဖြစ်သွားလဲလဲမေကုန်းဖြစ်သွားတယ် WH လာမယ်ပြီးရင် high လို့ပဲ can subject verb zero ပေါ့ဗျာပြီးရင် WH ပဲပြီးရင် we subject verb zero ပြီးရင် WH လာမယ်ပြီးရင် show subject verb zero ပြီးရင် WH လာမယ် man subject verb zero ပြီးနမူနာလေးလုတ်ပြမယ်ပေါ့နော်။ကြည့်ဒီမှာသူသွားနိုင်တယ်။ဒါဆိုရင်သူဘယ်အချိန်သွားနိုင်တယ်လဲလို့လဲမင်းကုန်းလေးဖြစ်သွားပြီ။ဘယ်အချိန်သွားနိုင်တယ်လဲဆိုရင်အချိန်အား2မျိုးတင်ထားတယ်။နာရီအတိကျကိုသိချင်ဘတ်တိုင်းဒီတိုင်းဘယ်လိုအချိန်ဖြစ်ဖြစ်မနက်ပိုင်းလားညနေပိုင်းလားအဲ့လိုမျိုးပဲသိချင်ရေပုံရဆန်ဆန်သိချင်ဟွမ်းအဲ့လိုဒီရှိတ်လေးမှာထက်ထက်လိုက်ရုံပဲဟွမ်းပေဒီကန်ဟောဘာလို့မလဲရှေထုတ်ဟွမ်းခန်ဟီကိုသူဘယ်အချိန်လောက်သွားနိုင်မလဲအဲ့လိုပဲသူဘယ်နေရာကိုသွားနိုင်မလဲဘယ်နေရာကိုဆိုတာကဝဲ ီချိန်မှာဝဲလေးထည့်လိုက်ဝဲပြီးရင်ဒီဝေလေးကိုရှဲထည့်လိုက်ဝဲဝေဟီကိုသူ့ဘယ်နေရာကိုသွားလိမ့်မလဲဟုတ်လားနောက်ခါကျတော့အဲဝိုင်းလေးထည့်လိုက်ပါဦးဝိုင်းဆိုတာဘာကြောင့်ရှုတ်ကလေးကိုရှင်းထုတ်လိုက် why should he go သူ့ဘာကြောင့်သွားတင်တာလဲနော်နောက်ခါကျတော့အဲ့လိုပဲ why မထက်ထက်မယ်ဒီ must လေးကိုရှင်းထုတ်လိုက် why must he go မှာ why ပြီး must ပြီး he ဆိုတဲ့ subject ပြီး verb ဆိုသူဘာကြောင့်သွားရမှာလဲ ဲ့လိုအသေးပဲထွက်သွားရဲအဲ့တော့ tense လေးကိုလုံးမှာဒီမှာအခုဒီနေ့အဲ့တော့ဒီပုံစံလေးမျိုးစလုံးမှာရိုးရိုးပုံစံ affirmative negative ပြီးလာမျိုးကုန်းလို့ခေါ်တဲ့ wh yes or no question နဲ့လဲမျိုးကုန်းလို့ခေါ်တဲ့ wh question တွေရှိပါတယ်အဲ့တလုံးစီအသေးပဲကိုကြက်ပါနောက်ဖန်ကြရင်လေ့ကျင့်ခန်းလေးလောက်ကြ